ဘုံဘုံအကြိုက်ဆုံးကတော့နောက်ဆုံး၄ပါးမြောက်ဖြည့်တဲ့ယဟန်ရဲ့အဖြည့်ကိုဘုံဘုံကတော့အကြိုက်ဆုံးပဲနော်ဘာလဲတုံသူဖြည့်တာယံကိန်ရှိသမှုရိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံတိနော် ဖြစ်လာတဲ့တရားတွေအကုန်လုံးဟာပျောက်ွယ်သွားတယ်နောက်ကျုံငယ်ငယ်တုန်းကမြင်းသားရဲ့ရှေ့ဘက်မှာပတ်လင်ကူတောင်ဆိုတာရှိတယ်စပယ်ပုံလေးပုံထားတယ်လို့ပဲအဲ့ဒီတောင်ထိပ်ပေါ်မှာတဝါဆူဘူးတယ် ဲ့ဒီမှာတရားထုတ်တဲ့အဖိုးကြီးတယောက်ရှိတယ်အလွန်မှထက်မြက်ပါတယ်တခါကြီးကအဲ့ဒါဘုံဘောအဲ့တုန်းကအသက်20ကျော်ယုံလေးပဲရှိသေးတယ်ဦးဇင်းလေးတရားထုတ်တယ်ဆိုတာငရုတ်သီးထောင်းတယ်လို့ပဲတဲ့ဘလို့တော့ဘိုးရပြောသားမအောင်ငရုတ်သီးထောင်းညငရုတ်စုံတဲ့သာရောက်လာပါစေအကုန်ထောင်းထားမှာဂျင်းတက်လာလဲထောင်းမယ်ကျက်သွန်ပြူလာလဲထောင်းမယ်ကျက်သွန်ဒီလဲထောင်းမယ်ငရုတ်သီးလဲထောင်းမယ်အကုန်သာထောင်းပလိုက်တဲ့အဲ့ဒါသူကဘာပြောအောင်ဆိုဘာဖြစ်ဖြစ်ဖြစ်လာတဲ့တရားအကုန်ပြတ်သွားတာပဲလို့သာလှုပ်လိုက်တဲ့ဟုတ်လား ဒါယောဂီတို့လည်းအဲ့ဒီစကားလေးကိုအိမ်ထိရအောင်ယူသွားငရုတ်သီးထောင်းတိုင်းလည်းပဲအမှတ်ရပါတော့ဟုတ်လားနော်ဘာလာလာဘယ်လိုလုပ်မလို့အေးပျောက်ကွယ်သွားတာပြီးသွားတာပြီးသွားတာဟုတ်လားဘာပဲဖြစ်လာလာပြီးသွားတာမပြီးအောင်ဘယ်ဟာမှဘုံမလို့ထိန်းထားလို့မရပြီးဆုံးသွားတာကြီးပဲဟုတ်လားဘယ်တော့မှပြန်ပြီးတော့လဲတွေ့ရတော့မှမဟုတ်ဘူးအဲ့ဒီအဖြစ်ပြက်တွေကသာဝရပျောက်ကွယ်သွားတာနော်ဝါဒနာလုပ်နေတယ်စီထဲမှာညံထဲမှာရှင်းအောင်ကြိုးစားဟုတ်လား